2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ကစပြီးပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရမှာရွေးကောက်ပွဲဆိုတာမဖြစ်မနေဖြတ်တန်းရမယ်မှတ်တိုင်တစ်ခုဖြစ်ပါတယ်ဒီရွေးကောက်ပွဲကြီးကိုလွတ်လပ်မျှတပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်နိုင်ငံတော်က တာဝန်ရှိအဖွဲ့အစည်းအသီးတွေကနိုင်ငံကအသည့်တက်တွေရဲ့ရှင်းမောင်မှာဆောင်ရွက်သွားမှာဖြစ်လို့ဒီရွေးကောက်ပွဲကပေါ်ထွက်လာမဲ့ရလဟာလဲတရားဝင်မှု legitimacy ရှိစေပါဖြစ်ပါတယ်တွတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ပါတီဝင်များခင်ဗျာ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့မနေ့6နာရီကစပြီး2025ခုနှစ်ဒီဇင်ဘာ26ရက်နေ့ ည7နာရီအထိကာလာတရားဝင်မဲဆွယ်စည်းရုံးဝင်ပြုထားတဲ့ကာလဖြစ်ပါတယ်ကျွန်တော်ပါတီဟာဥပဒေကိုလေးစားလိုက်တာပြီးစီစနစ်ပေါင်းတွင်းကတိတ်ခါရှိစွာယက်တီဆောင်ဝဲနေတဲ့အဖွဲ့စခီးဖြစ်တာကြောင့်မဲဆွယ်စည်းရုံးဝင်ကာလအတွင်းမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ဥပဒေနှီးဥပဒေအမိန့်ညွှန်ကြားချက် ဆောင်းရံဆောင်းရံတွေကိုတိကျစွာလိုက်နာပြီးမဲဆွယ်စီဝေးလုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။တွတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ပါတီဝင်များခင်ဗျာကျွန်တော်တို့တွေဟာလွန်ခဲ့တဲ့၃နှစ်တာကာလကစပြီးနိုင်ငံတော်ရဲ့ပဂရိချင်းတွေရရကို အပြုသဘောဆောင်စွာလေ့လာသုံးသပ်နိုင်အောင်ပါတီတွင်ဆွေးနွေးပွဲတွေပြုလုပ်ပြီးအငြိမ်းစားဝန်ထမ်းကြီးတွေနဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုခဲ့ပါတယ်။ ပြည်ရင်းပြည်ပကပညာရှင်များနဲ့တွေ့ဆုံဆွေးနွေးခြင်းတွေလည်းပြုလုပ်ခဲ့ပါတယ်။အဲဒီကတဆင်းပြည်သူလူထုရဲ့လိုလားတောင်းတချက်တွေကိုဆောင်ရွက်နေစေလုပ်ငန်းစဉ်များပေါ်အခြေခံပြီး တစတဲ့တစပုံမိုပြည့်စုံ ကောင်းမွန်လာအောင်မှတ်တမ်းပြုရင်းစဉ်းစားခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးသုံးသပ်ချက်များပေါ်ပူတည်ပြီးတရားဝင်မဲဆွယ်ကာလအတွင်းကျွန်တော်တို့ပါတီရဲ့ manifesto လို့ခေါ်တဲ့ ွေးကောက်ပွဲဆိုင်ရာကြီးညာဆန္ဒကိုမိဘပြည်သူများရှင်းပေါက်တရားဝင်ချပြပြီးပြည်သူလူထုအကျိုးကို ထိထိရောက်ရောက်တည်ဖို့ဆောင်ရွက်တအောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ပါတီဝင်များခင်ဗျာကျွန်တော်တို့ပါတီအနေနဲ့ရှီလျားခိုင်ခန့်တဲ့နောက်ကန်တမိုင်းကြောင်းနဲ့ပညာတဘာအတွေ့အကြုံတွေရင့်ကျက်ပြည့်စုံနေတာဖြစ်လို့ပြည်သူတရားလုံးရဲ့အကျိုးအတွက်ကျွန်တော်တို့ရဲ့ အသက်ခန္ဓာတွေကိုအရင်တည်ပြီးအောင်မြင်အောင်ကြိုးစားလှုပ်ဆောင်နိုင်အောင်ရည်ရွယ်မျှော်မှန်းထားဖို့မှတ်ကြားလိုပါတယ်ကျွန်တော်တို့ပါတီဟာပြည်သူ့အတွက်ဖြစ်ပါတယ်ပြည်သူရဲ့လူဝင်ဆန္ဒတွေကိုကျွန်တော်တို့အစွမ်းကုန်ဖြည့်ဆည်းပေးရပါမယ်နိုင်ငံဝန်ထမ်းတွေအငိမ့်စားတွေအနာဂတ်မျိုးဆက်တစ်လူငယ်တွေအမျိုးသမီးနဲ့ကလေးတွေကိုဝင်ဆောင်မိခင်လောင်းတွေတက်ကြီးရွယ်အိုတွေ အာကူအတာမဲ့နေကြသူတွေဒါနာသီးသီးကလှုပ်သားကြီးတွေမတန်တော်လဲစွမ်းဆောင်ရည်ရှိကြတဲ့သူတွေအလုံးအတွဲစေချမ်းမြင့်နိုင်အောင်ဆောင်ရွက်ပေးကြဖို့ဖြစ်ပါတယ်ပြည်သူသားမိပြည်သူသားအဖဖြစ်ပြီးကျွန်တော်တို့လေ့လာစီးပွားခဲ့တဲ့ပညာရတွေကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံနဲ့လုပ်ငန်းအတွေ့အကြုံတွေစတာတွေကိုအရင်တည်ပြီးကျွန်တော်တို့ပါတီရဲ့ဆောင်မှုဖြစ်တဲ့ ပုံမခိုင်မာပြည်မြမာဖြစ်ထွန်းပေါ်ပေါက်လာဖို့တွေ့ပြည်သူရှေ့မှာမမမမယက်တည်ပြီးကုညီပံဖို့ပေးနိုင်အောင်ဒီနေ့ဒီချိန်ကစပြီးအားလုံးရဲ့ကောင်းမွန်သောအနာဂတ်တွေအတွက်အားမှန်အပြည့်ရှိတဲ့ကျွန်တော်တို့ရဲ့ခြေလမ်းတွေကိုအခုပဲစတင်လှမ်းလိုက်ကြပါစို့လို့အလေးနဲ့မှာကြရင်ညီကုန်းချုပ်ရပါတယ်ပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြည်တော်စုတန်းခံရင်းနဲ့ဖေမျိုးရေးပါတီအာရမီအာရမီအာရမီပြည်တော်စုတန်းခံရင်းနဲ့ဖေမျိုးရေးပါတီအာရမီအာရမီအာရမီအားလုံးကိုနေသားပါတယ်ခင်ဗျာလို့ရစ်ပီဖီလို့ပြီးသော